ားလုံးပဲမင်္ဂလာပါကျွန်တော် Chelsea for you နဲ့ပြန်လဲကြိုးစားရတယ်ကျွန်တော်တို့ဒီနေ့ကတော့ကျွန်တော်တို့ရဲ့တောင်ပန်ကစားသမားအသစ်ဒါအလန်ဒိုကနာချိုနဲ့ပတ်သက်ပြီးတော့ပြောရအောင်ပါเนาะဆိုတော့ဒီနေ့မှာတော့အလန်ဒိုကနာချိုနဲ့ပတ်သက်ပြီးတော့တွေးမိတွေးရပါเนาะရောက်တက်ရရပြောသွားမှာဖြစ်တယ်ဆိုတော့ညီကိုတို့လည်းဒါနဲ့ပတ်သက်ပြီးတော့လိုက်ပြီးတော့ခန်းစားကြည့်ပြောကြည့်တွေးကြည့်ပါเนาะဆိုတော့ကျွန်တော်က ဒီကနချုံနဲ့ပတ်သက်ပြီးတော့အရန်ကြိုက်တဲ့အထဲမှာတော့မပါဘူးဆိုတော့အတင်းကိုရောက်လာတဲ့ခါမှာတော့ဒါကြိုးစိုးရတာပေါ့နော်ဆိုတော့ဟိုတစ်ဖက်တင်းကနေပြီးတော့ပြောရရင်အမုန်းနေနဲ့ထွက်လာတဲ့ကစားသမားတစ်ယောက်အတွေ့ဒါမြစ်တာလိုအပ်နေတဲ့အနေအထားမျိုးဖြစ်တာကြောင့်မို့ဘယ်လိုပြောမလဲပို့ပြီးတော့ဂရုစိုက်ပေးရတယ်ပို့ပြီးတော့ဖော်ကျူးပေးရတာမျိုးတွေတော့ရှိတယ်ပေါ့နော်ဒါကျွန်တော် Facebook page မှာဆိုရင်လန်ဒိုကနချုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်ခဏခဏတင်တတ်တယ်ပေါ့နော်ဆိုတော့ ဒါတော့ပဲပေါ့နော်ဒါတော့မှကျွန်တော်တို့ချက်စီပြိတ္တတီအနေနဲ့ဘယ်လိုပြောမလဲအရင်ကြီးမြောက်ပင့်ပြီးတော့ပြောနေတာမျိုးတွေမရှိကြဘူးလို့ပဲပြောရမှာပေါ့နော်ထိုက်တင်းတဲ့ရောက်တော့ပြောကြတာမျိုးတွေရှိတယ်ခုနကကျွန်တော်ပြောခဲ့သလိုပဲမေတ္တာလိုအပ်နေတဲ့ကသမားတယောက်အတွက်မေတ္တာပေးတဲ့အဲသဘောမျိုးပဲရှိတယ်ပေါ့နော်ပြီးခဲ့တဲ့နေရာဒီဒုံကပေါင်တန်း40နဲ့မန်ငက်တက်ကနေပြောခေါ်ယူခဲ့တာအရန်တန်နဲ့အဒီထားမျိုးပေါ့နော်အရန်တန်နဲ့အဒီထားမျိုးတော့ရှိတယ်ဒါပေမဲ့အသင်းမှာတောက်ပလာမလားဆိုတာကျွန်တော် မပြောတတ်ဘူးပေါ့နော်အရှင်းဆုံးပြောရရင်မသေးကြဘူးပေါ့နော်လက်ရှိချိန်မှာဘယ်လိုပြောမလဲအတင်းမှာမြန်မြန်ဆန်ဆန်ထိုင်ကြလာလာလို့တော့ဒါတွေးရတယ်ပေါ့နော်ဒါပေမဲ့ဟိုနီးပြားကအရန်ကြိုက်တဲ့ဒဲမှာမပါဘူးလို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့ဒီကမ္မက20မှာတော့အရန်ကြိုးစားတယ်ဆိုပြီးတော့တည်င်းနေမှာတော့တွေးရတယ်နီးပြားကိုယ်တိုင်လည်းပြောထားတာတော့ရှိတယ်ဒါကြောင့်မို့ဟိုဒီကမ္မကိုအသုံးပြုနေရတယ်လို့ပဲကျွန်တော်ကမြင်တယ်ပေါ့နော်နီးပြားရဲ့သွားကျင်တဲ့ flow နဲ့နီးပြားသွားကျင်တဲ့ wave နဲ့အရန်တို့ကနာဂျူနဲ့တော့တိတ်ပြီးတော့ဟို ဖိမဖြစ်ဘူးတိတ်ပြီးတော့အဝင်ခွင့်ကြမဖြစ်ဘူးလို့ပဲပြောရမှာပေါ့နော်ဒီကမ်းမရဲ့ပုံစံကအာဒါလိုက်တူ6ပေါ့နော်ဒါလိုက်အတက်ကိုပိုပြီးတော့အာတန်တဲ့ကသာသမားမျိုးဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဘာရက်စကာခင်းချင်းနဲ့အခင်းချင်းနဲ့တော့အရင်ကြီးတော့လိုက်ဖက်မနေတဲ့ပုံစံတော့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဟိုဘယ်လိုပြောမလဲအသက်ရွယ်အဖြစ်တော့အသက်က22နှစ်လောက်ပဲရှိသေးတာဖြစ်တဲ့အတွက်ကြောင့်မို့ သူ့ရဲ့စ조사အထုံမှုနဲ့သူပြောင်းလဲလာမယ်ကစားပုံရတော့ဘယ်လိုပြောမလဲစောင့်ကြည့်ရအောင်မယ်အနေထားလို့ပဲကျွန်တော်ကတော့ပြောချင်တယ်လက်ရှိ modern ဘောလုံးလောကမှာတော့ဒါ skill full ဖြစ်တဲ့ဝင်ကာတွေပေါ့နော်ဒါ tricky ဖြစ်တဲ့ဝင်ကာတွေဒီလိုဝင်ကာတွေအများများတဲ့ခစ်ပေါ့နော်ဒီခစ်မှာတော့ခနာချိုက အခြားပါတဲ့တောင်မှန်ကစားသမားလို့တော့ပြောလို့ရတယ်ပေါ့နော်သူကလုံအောင်ဒါတိုင်းတူကိုဒါတိုင်းအတက်ကိုပို့ပြီးတော့အာတန်နဲ့အဲကစားသမားတယောက်ဖြစ်တယ်အရန်ကြီးလည်းလူတွေလှစ်ပယ်လိန်ခောက်ပြီးတော့ဟိုသွားနေမဲ့ကစားသမားမျိုးတော့မဟုတ်ဘူးပေါ့နော်ဒါကြောင့်မို့ဟိုချက်စီအတွက်ရွေးချယ်ခြင်းစရာတခုတော့ဖြစ်နေတာတော့တွေးရတယ်ပေါ့နော်ဆိုတော့နိပြအတွက် option တခုထပ်တိုးတဲ့သဘောမျိုးပေါ့နော်ဆိုတော့ သူ့အနေနဲ့ဟိုပါဝင်နယ်ပွဲတိုင်းမှာတော့တခုခုတော့လုတ်ပြမှာရမယ်အကိုတွင်းတာပဲဖြစ်ဖြစ်ဘယ်လိုပြောမလဲအစ်စ်လုတ်တာပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့ဒါမျိုးလုတ်ပြမှာသာလေနီးပြအသုံးပြုနိုင်တဲ့အနေထားမျိုးလို့ကျွန်တော်ကမြင်တယ်ဆိုတော့နီးပြသွားခြင်းနဲ့ဝေးနေကတော့ဒီကမ်းမကအရန်ကြီးဟိုကိုက်တဲ့တဲမှာတော့မပါဘူးလို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်တို့အသင်းမှာဆိုရင်တကယ်ဝင်ကားတွေအများကြီးပဲပေါ့နော်ဒီဂစ်တန်တို့ အစတီဘောင်တို့တခါလေကိုပမာတောင်မထွက်ကစားတယ်နတ်တိုလည်းရှိနေတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီကမ်းမားတွေနဲ့ဟိုအလန်ဒိုကာနာချိုကလုံးဝကို မတူဘူးဆိုတော့ပက်ထိုနတ်တိုနဲ့တူတယ်အောင်တော့ရှိတယ်နော်နည်းနည်းတော့တူတယ်ဒါပေမဲ့တခြားကြည့်မယ်ဆိုရင်တော့မတူဘူးလို့ပဲပြောရမှာပေါ့နော်ဆိုတော့မာစကာကဒါကစ်တန်ကိုကြိုက်တယ်စတီဘောင်ကိုကြိုက်တယ်ဒါပက်ထိုနတ်တိုရဲ့ဘယ်လိုပြောရမလဲနောက်တန်းကူတဲ့ပုံစံကိုကြိုက်တယ်ဒါကြောင့်မို့ ဒီဒီဘယ်လိုပြောမလဲလန်ဒိုကနာချိုပြောထားတာရှိတယ်ဗောနောသူအနေနဲ့နောက်တန်းကိုကူမတော့ရမယ်အခုလက်ရှိ ပုံစံအရာသူအဆင်ပြေနေတာတော့တွေးရတယ်ဗောနော on the ball မှာရော on the ball မှာရောကနာချိုကအဆင်ပြေတယ်ကသာသမားလိုပြောလို့ရတယ်ဆိုပြီးတော့ပြီးခဲ့တဲ့ဥပန်တန်နဲ့ပွဲပြီးတဲ့အခါမှာဒီဘက်မှာစကားကပြောသွားတာရှိပေမဲ့လည်းနောက်တန်းကိုတော့ကူရမယ်ဆိုရဲစကလုံးတစ်လုံးတော့ပိတ်လိုက်တယ်ဗောနောဒါကြောင့်မို့ကနာချိုနေနဲ့ အပြင်ကြီးလို့တော့မရဘူးပေါ့နော်နောက်တန်းကိုလည်းကူမရမယ်ဆိုတော့ကိုစီကဘလုံးပြတ်သွားတဲ့အချိန်မှာထွက်ဖက်ပြန်လိုက်ဖို့ကတော့ရှိတယ်ပေါ့နော်လိုအပ်တယ်ပေါ့နော်ဒီပထုနတိုကစားနေတာကဒီပုံစံဖြစ်တာကြောင့်မို့နီးပြားကပထုနတိုအန်တာဖော်ဖောင်းဖြစ်တယ်ဆိုရင်တောင်မှဒီနောက်တန်းကိုကူနေတဲ့အတွက်ကြောင့်မို့ဟိုတိတ်ပြီးတော့မထုတ်ဘူးလို့ပြောရမှာပြီးကြတဲ့ပွဲမှာဆိုရင် ပထုနတိုကအန်တာဖော်ဖောင်းဖြစ်နေတာကိုသူတို့တပွဲလုံးနီးပါးကိုမြင်နေရဒါပေမဲ့ ဟိုညီပြကမထုတ်ဘူးဆိုတော့လီယန်ဒီလက်ကိုပဲထုတ်ပြီးတော့တိုက်စစ်ကိုပို့ပလိုက်တယ်ဆိုတော့ဒါမဲ့ဒါနှစ်အတွင်းမှာဆိုရင်လည်းကျွန်တော်ဒီစပိုတင်းမှာရှိနေတဲ့ကစားသမားလေးတယောက်ရှိသေးရပေါ့နော်အသက်16နှစ်တာရှိသေးတဲ့ဒါဂျိုဗနီကွန်ဒါလို့ပြောရမှာပေါ့နော်ဒီကစားသမားလေးကလည်းဒါချက်စီကိုရောက်လာဖို့ရှိသေးတယ်ဒီအမလေးရဲ့ပုံစံကလည်းလုံးဝဟိုဒါ skillful အပြည့်နဲ့ကစားတတ်တဲ့အဲကစားသမားလေးဖြစ်တယ်ပေါ့နော်ဆိုတော့ तू ကတော့နေရာစုံမှာလှည့်ပတ်ပြီးတော့ကစားနိုင်တယ်အာ तू ဘယ်လိုပြောမလဲ အတန်နဲ့ဘက်ကတော့ပေသံဖြစ်ပေမဲ့လည်းနေရာဆုံးမှာကိုကစားနိုင်တဲ့ကစားသမားဖြစ်တယ်ပေါ့နော်သူ့ကိုကြည့်ကျင်တယ်ဆိုရင်တော့ sporting မှာသွားပြီးတော့ကြည့်လို့ရတယ်ဆိုတော့တကယ်လို့ဒီကစားသမားကရောက်လာမယ်ဆိုရင်ကနာချိုအတွက်နေရာရှိပါမလားဆိုတာမသေးကြဘူးပေါ့နော်မပြောနိုင်ဘူးပြီးတော့ကနာချိုကဘယ်လိုပြောမလဲပိတ်တဲ့ကြိုက်မဖြစ်နေတာလေတပိုင်းပေါ့နော်ဒီကစားသမားကစိတ်ပိုင်းဆိုင်ရာဟိုမကောင်းနေတာတော့မဟုတ်ဘူးပေါ့နော်အတီချူမကောင်းနေတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့နည်းနည်းမန်ထောင်တက်တဲ့ကစားသမားဖြစ်တယ်ပေါ့နော် ဒါကြောင့်ပရိသတ်တော်တော်များများကတော့သူ့ရဲ့ဟိုမျက်နှာအနေထားစိတ်ပိုင်းဆိုင်ရာကိုတော့ထောက်ပြကြတယ်ဗောနော်သူကမန်ရှိတဲ့အပုံစံမျိုးကိုတွေ့ရတယ်ဒီကိုပေါမားတို့လို SD ဘောင်တို့လို့တော့ဟိုလူကြိုက်များတဲ့တဲမှာတော့မပါဘူးဗောနော်အဲ့လိုပဲပြောရမှာဖြစ်တယ်ဗောနော်ဆိုတော့ဘာလို့ဆက်ဖြစ်လာမလဲဆိုတာကတော့ဒီကမ္ဘာရဲ့ကြိုးစားအထုတ်မှုရဲ့အနိဗျာရဲ့အသွင်ပြောင်းမှုရဲ့ပေါ့နော်ဒါတွေပေါင်းဆက်ပြီးတော့ ဟိုသူ့ရဲ့နောက်ပိုင်းဒါရင်ကျက်လာတဲ့စိတ်ပိုင်းဆိုင်ရာပေါ့နော်ဒါလေး ਨੇ ပေါင်းဆက်ပြီးတော့ဟိုဘာတွေဆက်ဖြစ်လာမလဲဆိုတော့မပြောတတ်သေးဘူးဟိုဆိုတော့လက်ရှိချိန်မှာဆိုရင်တော့ကျွန်တော် personality ကခနာချိုကအရင်ကြိုက်တဲ့တဲမှာတော့မပါဘူးဒါပေမဲ့အသင်းပေါ်မှာတော့ဟိုလက်ရှိချိန်မှာအသားကျလာတဲ့အနေအထားမျိုးတော့တွေးရတယ်တဖြည်းဖြည်းနဲ့ဟိုအသားကျလာတဲ့ပုံကိုတော့တွေးရတယ်ပေါ့နော်ဆိုတော့ ညို့တော့ဘလို့မြင်လဲပေါ့နော်ဒီကနာချုံနဲ့ပတ်သက်ပြီးတော့ညို့တို့ personality ရဒါကြိုက်တဲ့ထဲမှာပါလားပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ညို့တို့အမြင်လေးတွေခံစားချက်လေးတွေပြောသွားကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ညို့တို့နောက်ပြန်မှပြန်တွေ့ပါမယ်